ဘုရားသခင်ဂျေဇုတို့ချီးမွမ်းပါလေကျွန်တော်နှုတ်ကပတ်တော်အဖြစ်တူတူကစင်ကျင်ခွန်အားယူဖို့ရန်အတွက်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး၄အပိုင်ငယ်34ယေရှုကငါ့ကိုဆေလွတ်တော်မူသော သူ၏အလိုတော်ကိုစောင့်ခြင်းသူ၏အမှုတော်ကိုပြီးစီခြင်းအမှုသည်ငါစားစရာဖြစ်၏ကျွန်တော်ဒီနှုတ်ကပတ်တော်ကတော့သခင်ရှုကရှမာရိအမျိုးသမီးနဲ့ရေတွင်းမှာစကားပြောပြီးတော့ အဲ့ဒီအမျိုးသမီးကိုသူကကယ်တင်ခြင်းအကြောင်းကိုဖော်ပြတယ်။သူကမေရှိယဖြစ်တယ်လူသားအလုံးကိုကယ်တင်တဲ့အရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုသခင်ရှုကအဲ့ဒီမျိုးသမီးကိုဖော်ပြပြီးတော့ဖျားသခင်ရဲ့အမှုတော်ကိုဆောင်ရွက်ခဲ့တယ်။အဲ့ဒီအချိန်မှာတပည့်တော်တွေကသခင်ရှုနဲ့အတူမရှိပါဘူး။စားစရာကိုဝယ်ဖို့ရန်အတွက်မြို့ရဲကိုတွားနေတဲ့အခိုက်အတန့်ဖြစ်ပါတယ်။အဲ့ဒီမျိုးသမီးကရေတွင်းမှာရေလာခတ်တော်ညာလေသခင်ရှုကိုတွေ့ပြီးတော့အသက်ဆန်းရေကိုရတဲ့ခါမှာ ရေအိုးကိုထွားခဲ့ပြီးတော့မြို့ထဲကိုသူဝင်သွားတယ်။မြို့ထဲကိုဝင်သွားပြီးတော့သခင်ရှုချောင်းကိုတတ်သိခံတယ်။ကယ်တင်ရှင်မေရှိယကိုတွေ့ပြီးဒီမှာလာကြည့်ပါလို့သူကသခင်ရှုချောင်းကိုတတ်သိခံတဲ့အခါမှာအဲ့ဒီမြို့မှာရှိတဲ့သူတွေအားလုံးကသခင်ရှုကိုယုံကြည်ကြတယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒီမြို့သမီးထွက်သွားတဲ့အခါမှာတပည့်တော်တွေကသခင်ရှုကိုအစာအာဟာရသုံးဆောင်ဖို့အတွက်ပြောကြတယ်။အဲ့ဒီကမှသခင်ရှုကပြောလဲဆိုတော့မင်းတို့မသိတဲ့စားစရာငါးစီပါရှိတယ်။ ဲ့ဒီခါမှာတပည့်တော်တွေကဟာတစုံတယောက်ကမှစားစရာကိုလာပို့ပြီလားလို့အချင်းချင်းမေးမြန်းတဲ့ခါမှာသခင်ရှုကပါပြောလဲဆိုရင်တော့ငါ့ကိုဆေးလွတ်တော်သူရဲ့အလိုတော်ကိုဆောင်ခြင်းသူ၏အမှုကိုပြည်စည်ခြင်းအမှုပါတဲ့ငါရဲ့စားစရာဖြစ်တယ်အတိတ်ဘွေကတော့ဖခင်သခင်ရဲ့အလိုတော်ကိုဆောင်ခြင်းဖခင်ရဲ့အမှုတော်ကိုဒီလောကကြီးထဲမှာဆောင်ရွက်ပြည်စည်ခြင်းကငါ့အတွက်စားစရာပဲဒီလောကစားစရာထက်ဆိုင် ဖျားသခင်အလိုတော်ကိုဆောင်ခြင်းကိုသခင်ရှုကစားစရာလို့သတ်မှတ်ပါတယ်။ဒါကြောင့်မို့ချက်တော်ညောင်းစီတိုင်းသခင်ရှုကလောကမှာတတ်တော်33နဲ့အသက်ရှင်တဲ့ကာလအတွင်းခမည်းတော်ဖျားရဲ့အလိုတော်ကိုပဲဆောင်ပြီးတော့အသက်ရှင်သွားတယ်။လောကမှာ အရေးကြီးဆုံးကဖျားအလိုတော်ကို ဆောင်ပြီးတော့ဖျားအလိုတော်ကိုပြည့်ပြည့်စုံစေခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ဖျားသခင်အလိုတော်ကိုဆောင်ပြီးတော့ဒုက္ခဆင်းရဲခြင်းရောက်နေလေပြဿနာမရှိပါဘူး။ဖျားသခင်အလိုတော်ကိုဆောင်ပြီးတော့ကောင်းစားနေလေ ်ဝါကြွားစရာအကြောင်းမရှိပါဘူးလောကမှာဆင်းရဲခြင်းချမ်းသာခြင်းအောင်မြင်ခြင်းမအောင်မြင်ခြင်းဒါတွေကအရေးမကြီးပါဘူးအရေးကြီးဆုံးကဘာလဲဆိုရင်တော့ဖရာသခင်ရဲ့အလိုတော်ကိုပြည့်စုံစေဖို့ကအဓိကပဲဖရာသခင်ရဲ့အလိုတော်ကိုသင်အားဖြင့်ပြည့်ပြည့်စုံစေဖို့ကအင်မတန်ရေးကြည့်ပါလေသင်ကိုဖရာသခင် လောကမှာပေးထားတဲ့တာဝန်ရှိတယ်အဲ့ဒီအရာတွေကိုကျွန်တော်ကဆောင်ရွက်ဖို့ဖြစ်ပါတယ်ရှမသက်ခရုဝင်ခန်း26အပိုင်ငယ်53ကနေ54ကိုကြည့်တဲ့အခါမှာ ။တခင်ရှုကဂေဒရှိမန်ဥယျာဉ်မှာဆူတောင်းနေတဲ့အချိန်မှာယူရရှ်ကရုပ်ဥဆောင်ပြီးတော့ယေဘရောရဲ့အချင်းနဲ့သူ့လူတွေကဓာတ်တွေတုတ်တင်နေတခင်ရှုကိုလာဖမ်းပါလေ။အဲ့ဒီခါမှာတခင်ရှုရဲ့တပည့်တော်ဖြစ်တဲ့ပေဒရုကဓာတ်ကိုဆွဲထုတ်ပြီးတော့ယေဘရောရဲ့မင်းရဲ့ကျွန်တရားကိုခုတ်တဲ့ခါမှာနှရွက်ပြတ်တယ်။ယေရှုကဓာတ်ကိုသူ့နေရာမှာသူပြန်ထားဖို့သူပြောပါတယ်။ငါအခုဆူတောင်းရင်နဲ့ငါအဖကို တောင်းမယ်ဆိုရင်ကောင်းငေတမန်12တက်မကငါးစီကို ဆေလွတ်နိုင်တယ် ဒါကိုမင်းမသိဘူးလားအဲ့ဒီလိုသာဆူတောင်းမယ်ဆိုရင်တဲ့ကျန်းစာလာချက်ကဘလို့လို့ပြည့်စုံတော့မှာလဲလို့သခင်ရှုကဖော်ပြပါတယ်သခင်ရှုကဆူတောင်းလို့ရပါတယ်ကောင်းကင်တမန်နေတက်တည်လာကူဖို့ဒီလိုဖန်ဆီးခံရခြင်းအဖြစ်ပြန်မှနေပြီးတော့လွတ်မြောက်ဖို့ရန်အတွက်သခင်ရှုရိုက်နေခြင်းခံရမယ်ဒုက္ခဆင်းရဲခြင်းတွေခံရမယ်ဒါတွေမကြုံဖို့ရန်အတွက်ကောင်းကင်တမန်တွေကိုအကူအညီတောင်းပြီးတော့ကောင်းကင်တမန်တက်တွေဆင်းလာပြီးတော့သခင်ရှုကိုကယ်တင်သွားလို့ရပါတယ်။ဒါကိုသခင်ရှုဆုတောင်းနိုင်ပါတယ်။ တို့ရတွင်အဲ့ဒီလိုဆူတောင်းလိုက်မယ်ဆိုရင်တဲ့ကျန်းစာလာချက်ကဘလို့လို့ပြည့်စုံတော့မှာလေလို့သခင်ရှုကဖော်ပြပါတယ်။ဒါကြောင့်မသခင်ရှုကဖရာသခင်ရဲ့အလိုတော်ဖြစ်တဲ့နှုတ်ကပတ်တော်တမန်ကျန်းစာပြည့်စုံဖို့တာလင်သူ့ရဲ့ဘဝတက်တာထဲမှာအတိကကြတယ်။ဒုက္ခဆင်းရဲခြင်းတွေသူတို့ဘဝရဲ့ရိုက်နှက်ခြင်းတွေသူတို့ဘဝရဲ့ဖန်ဆီးခြင်းတွေအသိသက်ခြင်းတွေဘလောက်ပဲခက်ခဲခြင်းတွေခံရပါစေဒီအရာတွေကိုရင်ဆိုင်ဖို့သခင်ရှုကအသင့်ပဲဖြစ်တယ်။ဖရာလိုတော်ကိုပြည့်ပြည့်စုံခြင်းကအတိကပဲလို့သခင်ရှုက စံနမူနာအနေနဲ့အသက်ရှင်သွားပါတယ်။ဒါကြောင့်မူခြေသောရောက်စီတိုင်းကျွန်တော်ရဲ့ဘဝတရားထဲမှာဖရာသခင်အလိုတော်ထဲမှာလိုက်ရှောင်နေရင်ကြံ့မာခြင်းချမ်းသာခြင်းကောင်းကြီးမင်္ဂလာတွေခံစားရရင်လည်းဝမ်းမြောက်စရာဖြစ်ပါတယ်။ဖရာသခင်အလိုတော်ထဲမှာလိုက်ရှောင်နေရင်ဒုက္ခဆင်းရဲခြင်းတွေကြုံတွေ့ရင်လည်းဒါကသင်ဖရာနဲ့မှားလို့တခုခုမှားယွင်းလို့မဟုတ်ပါဘူး။အဲ့ဒီဖရာသခင်အလိုတော်လမ်းထဲမှာရှောင်နေရင်းနဲ့ဒုက္ခဆင်းရဲခြင်းတွေကြုံတွေ့ရင်လည်းဒါကဝမ်းမြောက်စရာပဲဖြစ်တယ်။ဘာကြောင့်လဲ?လောကမှာအရေးကြီးဆုံးက ချမ်းသာခြင်းဆင်းရဲခြင်းအောင်မြင်ကြော်ကြားခြင်းမကြော်ကြားခြင်းဒါတွေကအရင်မကြည့်ပါဘူးလောကစည်းစိမ်ဥစ္စာတွေအများကြီးပိုင်ဆိုင်ခြင်းဘာမှမပိုင်ဆိုင်ခြင်းဒီအစွန်းနှစ်ဖက်ကလည်းအရင်မကြည့်ဘူးအရေးကြီးဆုံးကဖရာသခင်အလိုတော်ကိုပြည့်ပြည့်စုံစေဖို့ဖြစ်တယ်တဲမို့သခင်ရှုကစံနမူနာအနေနဲ့အသက်ရှင်သွားလေဖရာသခင်အလိုတော်ကိုပြည့်ပြည့်စုံခြင်းကသာလေသူ့ရဲ့စားစရာဖြစ်တယ်ဖယားသခင်အလိုတော်ကိုပြည့်ပြည့်စုံခြင်းနှုတ်ကပတ်တော်တမန်ကျမ်းစာပြည့်စုံခြင်းကသာလေသူ့အတွက်အရေးကြီးဆုံးဝင်ဖြစ်တယ် ဘလောက်ပဲဒုက္ခဆင်းရဲခြင်းတွေခံရတဲ့ကရဏီလန်းကိုရှောက်ရပါစေအလိုတော်ကိုဝန်ခံပြီးတော့ရှောက်သွားတယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့သခင်ရှုကကျွန်တော်တို့ကိုသင်ပေးတယ်ပထနာတော်မှာအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတဲ့သို့မြေကြီးဘုံမှာပြည့်စုံပါစေတော့။ဘုရားသခင်ရဲ့အလိုတော်ကကောင်းကင်ဘုံမှာပြည့်စုံတဲ့သို့မြေကြီးမှာလည်းကျွန်တော်တို့အားဖြင့်ပြည့်စုံမှုဘုရားသခင်ကအလိုရှိတဲ့ဘုရားရှင်ဖြစ်တယ်။ဒါကြောင့်မို့ချက်တော်ညောင်းစီတိုင်းလောကမှာခဏတာအသက်ရှင်တဲ့အခါမှာ ကျွန်တော်ကဖယားသားသမီးတွေကချမ်းသာကြွယ်ဝဖို့လားမဟုတ်ပါဘူးဖယားသားသမီးမှန်ရင်ဆင်းရဲဖို့လည်းမဟုတ်ပါဘူးဖယားသားသမီးမှန်ရင်အောင်မြင်ကြော်ကြားရမယ်ဖယားသားသမီးမှန်ရင်ဒုက္ခဆင်းရဲခြင်းတွေနဲ့မှဖြတ်တန်းရမယ်ဒါလည်းမဟုတ်ပါဘူးလောကမှာဖယားသားသမီးမှန်ရင်အရေးကြီးဆုံးကဖယားအလိုတော်ပြည့်စုံစေဖို့ဖြစ်တယ်သင်ရဲ့အသက်တာထဲမှာသင်အားဖြင့်ဘုရားသခင်အလိုတော်ကမြေကြီးပေါ်မှာပြည့်စုံဖို့ဘုရားသခင်ကအလိုရှိပါတယ်။ဒါကြောင့်မို့ ဘုရားသခင်အလိုတော်ပြည့်စုံခြင်းကသာလင်အဓိကကြတယ်။ကြံတဲ့အရာတွေအားလုံးကဘာမှအဓိကမကြပါဘူး။ဒါကြောင့်မို့လောကအရာတွေရှိခြင်းမရှိခြင်းထက်လောကအရာတွေပိုင်ဆိုင်ခြင်းမပိုင်ဆိုင်ခြင်းထက်ဘုရားသခင်အလိုတော်တိုင်းအသက်ရှင်ပြီးတော့ဘုရားသခင်အလိုတော်ကိုပြည့်စုံစေနိုင်သောသူများဖြစ်စေဖို့ဝင်ကားပါလေ။အားလုံးပေါ်မှာဖះရှင်ကောင်းကြီးပေးပါစေ။